ခမရ1140မတိုင်ခင်ကစစ်သားတယောက်ဆိုပါတော့ခမရတိုက်ပွဲမှာဒဏ်ရာရသွားတယ်ခမရရဲ့ဘယ်ဘက်ခြေထောက်ကိုမဖြစ်မနေဖျက်ရတော့မယ်အဲ့ဒီအချိန်မှာခမရနာကျင်မှုကိုဖြေပြဖို့ခမရအရင်နဲ့တောက်ရရင်လည်းတောက်ရမယ်များသောအားဖြင့်လည်းပါဇက်ထဲကိုဝိတ်ကြိုက်ပြီးတော့ဘေးနားလူတွေဝိုင်းချုပ်ပြီးတော့ခွဲစိတ်ဆရာဝန်လို့ခေါ်တဲ့သူကခမရရဲ့ခြေထောက်ကိုဓာတ်ထက်ထက်နဲ့နှစ်မိနစ်တွင်းမှာပဲကိစ္စတုံးအောင်ဖျက်ပေးလိမ့်မယ်အဲ့ထက်ပိုပြီးခမရဘာမှရွေးချယ်စရာမရှိဘူး ။လေတော့ခွဲစိတ်ဆရာဝန်တွေကမေးစေးမရှိတဲ့အတွက်သူတို့ရဲ့ခွဲစိတ်မှုတွေမှာလူနာမနာကျင်ဖို့မြ мян ဆဆတက်နိုင်တာဘာမှမရှိဘူး။အဲ့တော့သူတို့တက်နိုင်တာကတော့ခွဲစိတ်မှုမြ мян ဆဆန်နဲ့သွေးထွက်နေအောင်နာကျင်မှုခံစားတဲ့အချိန်တိုတော့အောင်လို့မြ мян ဆဆန်ခွဲစိတ်ဖြတ်တောက်တာပဲ။သူတို့တို့အဖြေတစ်ခုဖြစ်ခဲ့တယ်။အဲ့ဒီတော့ကတော့ပိုးသက်ထားတဲ့ခင်မိကရိယာကြီးလည်းမရှိဘူး။တေချာလဲဖြတ်တောက်မှုကိုအချိန်ပေးပြီးတော့တေချာမလုပ်နိုင်သလိုနောက်တစ်ခုကတော့သွေးတိတ်အောင်လဲ ချိန်အများကြီးပြီးလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားနာကျင်နေတာဟုတ်ခင်ဗျားနာကျင်မှုမြင်မြတ်တက်တာအောင်ဒီခွဲစိတ်မှုမြင်မြတ်ဆုံးသက်မှရမယ်ဆိုတော့ strategy နဲ့ပဲသွားခဲ့ကြတာပေါ့1840ပတ်ချာလဲရတမိုင်းမှာအမြန်ဆုံးလို့တင်စားထားတဲ့ Robert Liston ဆိုတဲ့ခွဲစိတ်ဆရာဝန်တယောက်ရှိခဲ့ဘူးလေသူကကျွန်တော်တချောင်းကို2မိနစ်အောင်အတွင်းမှာပဲဖြတ်တော့နိုင်တယ်သူရဲ့ကိစ္စခုမှာဆိုရင်သူကပိုးဝင်နေတဲ့ခြေတော်တချောင်းကိုဖြတ် ဖြတ်တောက်အောင်ပါပေါ့နော်အဲ့မှာသူ့ရဲ့ဓားချက်ကမြန်လုံးတော့လူနာကိုလှိလိုက်တဲ့ဓားဟာချော်ပြီးတော့သူ့ရဲ့ assistant ကိုသူ့ရဲ့လက်ထောက်ကိုတွားပြီးတော့ကလီးမိတယ်အဲ့တော့အဲ့ဒီကလီးမိတဲ့ဒဏ်ရာရောက်မယ်လူနာရှိကဘိုးကသူ့ရဲ့လက်ထောက်ကိုဝင်သွားပြီးတော့လူနာလည်းဘိုးဝင်ပြီးတော့ဒေးတယ်သူ့ရဲ့ assistant ကလည်းဘိုးဝင်ပြီးတော့ဒေးတယ်သူကြတော့ပဲဘေးနားမှာသူခွဲစိတ်မှုရဲ့ကြည့်နေတဲ့လူတယောက်ကပါ shock ရပြီးတော့တည်သွားတယ် အဲ့ဒီခွဲစိတ်မှုကို300 mortality လို့သမိုင်းမှာမှတ်တမ်းတင်ထားတာကိုတွေ့ရတယ်အဲ့ဒီတော့ဆရာဝန်တွေခွဲစိတ်ဆရာဝန်တွေရဲ့အလောက်ကတော့ခွဲစိတ်မှုတစ်ခုကိုမြန်မြန်ဆန်ဆန်သွေးထွက်နည်းနည်းနဲ့နာကျင်မှုအချိန်တူတူတောင်းတောင်းနဲ့လုပ်နိုင်မှုအဓိကပဲအဲ့လိုအားနည်းချက်တွေကြောင့်ရှုပ်ထွေးတဲ့ဝင်းကောင်းဆိုင်ရာခွဲစိတ်မှုတွေဥကောင်းဆိုင်ရာခွဲစိတ်မှုတွေရင်ကောင်းဆိုင်ရာခွဲစိတ်မှုတွေဘာဆိုဘာမှမလုပ်နိုင်ဘူးအဲခန္ဓာကိုယ်အပေါ်ပိုင်းအလုံးချိန်အဖုထစ်ကလေးတွေနဲ့ဒီလိုဖြတ်တောက်တာမျိုးတွေဒါ ဓိကလုံနိုင်ခဲ့ကြရတယ်ပေါ့နော်1840နောက်ပိုင်းမေဈေးပေါ်လာပြီးတဲ့အချိန်မှာတော့ခွဲစိတ်ပညာသမိုင်းဟာလုံးဝပြောင်းလဲသွားတာတွေ့ရမှာပါခွဲစိတ်ပညာသမိုင်းနဲ့ပတ်သက်ပြီးအဲ့လိုအသေးစိတ်ဗီဒီယိုလေးတွေကိုဆက်လက်ပြီးတင်ပြသွားမှာကြောင့်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့မိသားစုခင်ပါတယ်